တရားဥပဒေစိုးမိုးမှုရောင်းနေတဲ့အတွက်အသေးတန်းပြစ်ဒဏ်ကိုပြန်လည်ကျင့်သုံးဖို့လိုအပ်နေတယ်လို့ရှင်တွေကသုံးသပ်နေကြပါတယ်။ရန်နိုင်ဇော်ဝင်းကသတင်းပေးပို့ထားပါတယ်ရှင်။ပြည်တွင်းမှာစိုးရွားတဲ့ပြစ်မှုတွေကျူးလွန်မှုများလာတဲ့အတွက်တရားဥပဒေစိုးမိုးမှုရောင်းနေလာတာကိုပြန်လည်ထိန်းချုပ်ဖို့တေးတန်ပြစ်ဒဏ်ကိုပြန်လည်ကျင့်သုံးဖို့လိုအပ်နေတယ်လို့ဥပဒေပညာရှင်နဲ့ရှင်တွေတချို့ကဆိုပါတယ်။တေးတန်ကြားခံမှုတရားဝန်ကအမိန့်ချမှတ်လိုက်တဲ့အကျဉ်းသားတွေကိုနိုင်ငံတော်သမ္မတကတချုံပြစ်ဒဏ်ပြောင်းလဲပေးလိုက်ပြီးတော့လူငယ်ချမ်းသာခွင့်နဲ့ထတ်ကြုံရင် ပြန်လည်လွတ်မြောက်နိုင်တဲ့အခြေအနေတွေကြောင့်မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုအားနည်းနေတာဖြစ်တယ်လို့ရှင်းနေတချို့ကသုံးသပ်ပါတယ်။လူသတ်မှုတွေကိုရည်ရွယ်ချက်ရှိရှိနဲ့မကြောက်မယုံပဲနဲ့နော်။ကျူးလွန်တဲ့လူလူသတ်မဒိတ်လူလက်တတ်သေးတယ်မဒိတ်နဲ့ကျင်းသေးတယ်လူလက်တတ်သေးတယ်။ဓမြလည်းတိုက်သေးတယ်လူလက်တတ်သေးတယ်ဒါမျိုးတွေကတော့နော်တေးတန်တွေပြန်လည်ကျင်းသုံးနေတယ်လို့ဆရာတို့ကယူဆတယ်။အဲ့လိုမကျင်းသုံးဘူးဆိုလို့ရှိရင်ဆရာတို့နိုင်ငံကဒီတရားဥပဒေစိုးမိုးရူးစော်လောကိုထိခိုက်လိမ့်မယ်။အဲ့ဒါကိုတော့ဆရာတို့ဒီလိုပဲမြင်တယ်လေ။ တည်တံပြစ်ဒဏ်ကိုတရားဝင်ချမှတ်ပေးပေမယ့်နိုင်ငံတော်တမန်တော်ကတည်တံပြစ်ဒဏ်ကိုပေးသင့်မပေးသင့်ပြန်လည်ဆုံးဖြတ်ရတာဖြစ်ပါတယ်တည်တံပြစ်ဒဏ်ဟာလူအခွင့်ရေးနဲ့မဆိုင်ပဲလူအခွင့်ရေးကြောင့်တည်တံပြစ်ဒဏ်ကိုရှော့ပေါ့မစင်းစားသင့်ဘူးလို့ဆိုပါတယ်အဲ့တော့ပြစ်မှုပြစ်ဒဏ်ကျူးလွန်တဲ့လူကိုပြစ်မှုပြစ်ဒဏ်ထိုက်တဲ့အပြစ်ပေးဖို့ကပြစ်မှုဆိုင်ဥပဒေရဲ့တာဝန်ဖြစ်ပါတယ်လူအခွင့်ရေးနဲ့မရောသင့်ပါဘူးလူခွေကိုအကြောင်းပြပြီးတော့တေတံပေးပေါ့ရှော့ပေါ့ပြီးတော့စဉ်းစားခွင့်လည်းမရှိပါဘူး။ဒါဆိုရင်တိုင်းပြည်ဒီပြည်ရဲ့တရားဥပဒေစိုးမိုးရဲ့တင်ကြီးချမ်းသာယူတိုင်းပြည်ကထိန်းသိမ်းဖို့ခက်သွားပါလိမ့်မယ်။ မြန်မာနိုင်ငံမှာနိုင်ငံတော်ပုံကံမှုလူသက်မတိုင်းမှုမူရစ်ဆေးဝါးနဲ့လူသက်ဓမြတိုင်းမှုစတဲ့ပြစ်မှုတွေကိုတည်တံ့ပေးနိုင်တဲ့ပြစ်မှုတွေအဖြစ်သတ်မှတ်ထားပြီးတော့1988ခုနှစ်ကနေလက်ရှိအချိန်ထိတရားရုံးကနေတည်တံ့ချမှတ်ပေးပေမဲ့အမှန်တကယ်တည်တံ့ချမှတ်ခဲ့တာတော့မရှိပါဘူး။ကမ္ဘာပေါ်မှာလည်းနိုင်ငံပေါင်း90ကျော်ပါတည်တံ့ကျင့်သုံးဆဲဖြစ်ပါတယ်။ကျွန်တော်ရန်နိုင်ဆုံးပါ။